သက်9နှစ်အရွယ်သုံးနှန်းချောင်းသူလေးကိုတတ်ပြီးရွှေနှကွင်းလူရဲယူဆောင်ခဲ့တဲ့ကျူးလွန်သူနှစ်ဦးကို48နာရီအတွင်းဖမ်းဆီးရမည်မင်္ဂလာပါပရိသတ်ကြီးရှင် မန္တလေးတိုင်းဒေသကြီးမိထီလာမြို့နယ်ကွက်ငယ်အုပ်စုတဟတ်တန်းကျေးရွာနေမနှင်းရတီခေါ် PC မှာအသက်9နှစ် Grade 3ကျောင်းသူလေးဟာပျောက်ဆုံးခဲ့တာကြောင့်လိုက်လံရှာဖွေရာလေးရက်အကြာဇွန်လ17ရက်နေ့နနက်ပိုင်းမှာတော့တရွာထဲနေသူတအူစိတ်ကြောင်းသွားရမှာကျေးရွာတုတ်တန်းအနီးကန္တာရတော်ချုံပုတ်ထဲမှာပုံနဲ့ရှာလို့ဆာလာအိတ်တလုံးတွေးရှိရာကနေမနှင်းရတီခေါ် PC မှာရဲ့ရုပ်အလောင်းကိုရှာဖွေတွေးရှိခဲ့တာပဲဖြစ်ပါတယ် အကြောင်းကြားချက်အရသွားရောက်ကြည့်ရှုရမှာတော့ပျောက်ဆုံးနေသူမန်နင်းရီခေါ်ပီစီမာအားတရားများနဲ့တည်ဆုံနေတာကိုတွေ့ရှိရတာကြောင့်ပြည်သူစီယုံရင်ခွဲယုံတို့ပို့ဆောင်ခဲ့ရတယ်လို့လည်းသိရပါတယ်စစ်စေးချက်အရာမနှင်းရတီခေါ်ပီစီမာရဲ့ရွှေနှကွင်းတရံပျောက်ဆုံးနေကြောင်းသိရှိရပြီးအမဝံခွဲတော်ဆက်သူရဲ့တိုင်တန်းချက်အရာမိတ်လာမျိုးမရဲ့စခန်းမှာရာစတကြီးဥပဒေပုံမှာ300နှစ်မြင်ဆောင်3ကိုလေးဖြင့်အမှုဖွင့်အရေးယူစုံစမ်းစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ် အဆိုပါအမှုမှာပြစ်မှုကျူးလွန်သူများကိုဖော်ထုတ်ဖန်ဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာတဟတန်းချေးရွာနေစိုးမင်းအောင်နဲ့ဇနီးဖြစ်သူမလင်းစာနီစောခေါ်လင်းစာနီတို့နှစ်ဦးအားဂျွန်လ12ရက်နေ့မှာမတင်ကားဖြစ်ပြီးဖန်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ ဇွန်လ23ရက်နေ့မှာတော့အမှုနဲ့ပတ်သက်ပြီးစစ်ဆေးခဲ့ရ၎င်းတို့နှစ်ဦးရဲ့ထွက်ဆိုချက်များအရအခင်းဖြစ်နေကအလောက်ကင်မကောင်း၍ဈေးသုံးရန်အခက်ခဲဖြစ်နေသဖြင့်၎င်းတို့ရဲ့သားနှစ်ဦးနဲ့အတူစော်ကစားနေသူနှင်းရတီခေါ်ပစ္စည်းမအားနေအိမ်သို့ခေါ်လာခဲ့ပြီးရွှေနှက်ကွင်းအားတောင်းရာမနှင်းရတီမှမပေးဘူးအဖွားနဲ့တိုင်ပြောမယ်လို့ပြောဆိုခဲ့တာကြောင့်ဆိုမင်းအောင်မှပါဇက်ပိတ်လေပင်ညရာမှတည်ဆုံသွားခဲ့ကြောင်းသိရှိရပါတယ် ဇနီးဖြစ်သူမလင်းစာနီအားဘလို့လောက်ရမလဲလို့မေးမြန်းရာဆာလာအိတ်နဲ့ထဲပြီးသုတ်တန်အနီးသွားပြည့်ရန်ပြော၍တေဆုံးသူမနှင်းရည်ရဲ့ရုပ်အလောင်းအားဆာလာအိတ်အတွင်ထဲပြီးဇနီးဖြစ်သူမှအိတ်ကိုကင်ပေးခဲ့ကြောင်း၎င်းတော့တရွာတဲ့နေသူတအူးထံမှဆိုင်ကယ်ငါတင်ဆောင်ခဲ့ပြီးစိုးမင်းအောင်မှမောင်းနေ၍မလင်းစာနီကနောက်မှလိုက်ပါစီနေခဲ့ကြောင်းအလောင်းထဲလာတဲ့ဆာလာအိတ်ကို၎င်းတို့နှစ်ဦးမှသုတ်တန်အနီမှပြစ်ထားခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါသည် အဆိုပါအမှုမှာတေဆုံးသူမနှင်းရည်ဒီခေါ်ပြည်စီမထံမှဖြုတ်ယူခဲ့သောရွှေနှကွင်းတရံအောင်မလင်းစာနေရောက်ချခဲ့သောမိထလာစည်းကြီးအတွင်ရှိကျဲစင်ရွှေဆိုင်မှတက်တည်များနဲ့အတူပြန်လည်သိမ်းဆည်းရမိခဲ့ပြီးအခင်းဖြစ်နေ့ကရုပ်အလောင်းဆွန့်ပစ်ခဲ့စဉ်အသုံးပြုခဲ့တဲ့ဆိုင်ကအောင်ဒီကနေ့ဇွန်လ14ရက်နေ့မှာထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါသည် ပြစ်မှုကျွလွန်သူဆိုမင်းအောင်နဲ့မလင်းစာနီခေါ်လင်းစာနီတဟတ်တန်းချင်းရွာကွန်းငယ်အုပ်စုမိထီလာမျိုးနယ်မှာနေထိုင်သူတို့အောင်အမှုနဲ့တရားစွဲတင်နိုင်ရေးအတွက်ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်